ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမစနေရေးသားထားတဲ့စနေနေ့ဒုတိယကဘာစဉ်အပိုင်း34ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သများဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမတို့စီစဉ်တဆက်သူဟိမန်ကူကူဖြစ်ပါရယ်ရှင်ကျောက်တုနဲ့ဘူကကြောက်ပြရောက်ပြီးပြ မတို့ဒီအတိုင်းပဲလေကျွတ်တို့ရကကြောက်ပြန်ဟောတာနဲ့အလုတ်တရားရှုံနေတော့တာပဲအမအီးမိဝိုင်းပြလိုက်တဲ့စောက်သားချောက်တွေကိုကျောက်ကကိုရင်လေးတွေကိုဖုတ်ပြီးတော့ကျွေးတယ်သူတို့ကတော်တော်ကြိုက်ကြတာဗျဘုံကြီးကိုတော့မကတ်တော့ပါဘူးဘုံကြီးကသားကြီးငါကြီးမဖုံးပေးဘူးလေအဲ့တော့အမေသားဆက်တာမဖုံးဘော့အဲ့လိုနဲ့ကျောက်တို့ကလည်းကျောင်းဆောင်တွေကိုတန်ရှင်းလှုပ်ကြတာပေါ့ဗျာတရားစခန်းလည်းပြီးသွားပြီကိုတရားထိုင်တဲ့သူတွေထဲမှာအမျိုးသား၃ယောက်ကလှုပ်အားတနာပေးခြင်းနဲ့ဆိုပြီးတော့ကျောင်းကနေမပြန်သေးဘဲနဲ့ကျောက်တို့နဲ့ကျောင်းတန်ရှင်းလာပြီးတော့လှုပ်ပေးကြတယ်ဗျာ အမျိုးသားတယောက်ကထူးထူးဆန်းဆန်းနေနော်အသက်ကြီးကြီးလူတယောက်ကဒုတိယကမ္ဘာစစ်ကဗြိတိရှားစစ်သားတွေပြလူကတော့ကျွတ်တူလူမျိုးပါပဲအသက်ကတော့80လောက်တော့ရှိရောပေါ့သူကအသက်30ကျော်ကျော်လောက်မှစစ်တပ်ကထွက်လိုက်တယ်ဆိုပဲသူပြပြတဲ့စစ်ပွဲတွေအကြောင်းကျုပ်ဖြင့်အတော်စိတ်ဝင်စားတာဗျ house was all ခေါ်ရဲအမြောက်တွေအကြောင်းရဲကျွေးညီနောင်လို့ကျွတ်တူလူမျိုးတွေခေါ်ကြတဲ့ဘုံကျဲလျင်တွေအကြောင်းတွေပြောပြနေရများဗျတကယ်စစ်ပွဲတွေရောက်သွားတယ်လို့ပဲကျုပ်ဖြင့်လေစိတ်တွေလှုပ်ရှားလာပြီးတော့စစ်တိုက်ခြင်းနဲ့စိတ်တွေတောင်မှပေါ်လာတယ် အဲ့ဆိုဘာကြီးပြောပုံအရာဆိုစစ်တိုက်တာပြောစရာကြီးပေါ့နော်သူတိတ်ကိုတိတ်တိုက်ရတဲ့အချိန်မှာတော့ပြောစရာပဲကောင်းပါလေတို့တိုက်ရတာကနီပုန်နေနဲ့များလေကွာနီပုန်ညာတကယ်တသက်သိရှိရဲ့ကောင်းလေကွာဘိုရီယာပို့ပြီးတော့တသက်သိရှိတယ်နီပုန်ဆိုတာဘာဟုတ်ပြောတာလဲဘာကြီးဂျပန်နေကိုပြောတာလေကွာသူပြန်ဂျပန်နေကိုတိုက်ချင်လိုက်တာဗျာသူကအဲ့လိုပြောတာကိုဘိုးကနေအသက်40အရွယ်ကိုမိုးကောင်ဆိုတဲ့လူကသဘောမကျဘူးဗျာ ကိုမိုးကစစ်ပွဲဆိုတာမကောင်းကြောင်းလူတွေတိတ်ဆောက်ရတဲ့အကြောင်းအပြစ်မရှိတဲ့သူတွေတိတ်ဆောက်ရတဲ့အကြောင်းစသဖြင့်အကြောင်းအကြောင်းတွေပြောပြလာတယ်ဗျ။သူကယောဂီဝစ်ဆုံတော့အမြဲတမ်းဝတ်ထားတယ်။လူကလည်းခက်တန်တန်ပဲ။အသက်၄၀ဆိုတာဘယ်သူမှရှုံးမှာတော့မဟုတ်။ကျုပ်ထက်တောင်မှနှုတ်နေသေးတာ။ကျုပ်ကနေပူရဲထွန်းသူ့ထက်တောင်မှအိုးစားသွားသေးတာဗျ။ပြီးတော့နောက်ထပ်တယောက်ကတော့ကိုမိုးကရဲ့တပည့်စိုးမြန်တဲ့။သူကလည်းယောဂီဝင်နေပဲ။သူတို့ကတရားထိုင်ပြီးတော့ဘာမှမလှူနိုင်လို့လှုပ်အားတဏကုသပြူရာတယ်လေ။ တို့တို့တွေကအလုံနာတဲ့အချိန်ထဲမှာဇောင်းနားမှာစကားပြောပြကြတော့စစ်ပြည်ကြီးပြပြလာတာတွေကိုကိုမိုးကောင်သဘောမကျအောင်ကျုပ်ကတော့သဘောကျတယ်ဗျစစ်ပြည်ကြီးကသူ့လောက်ခဲ့တဲ့အရာတွေကိုဂုံယူပြီးတော့ပြောပြနေရပေါ့ဗျတို့စစ်သားတွေဆိုတာတည်ရဲတက်ရဲရရဲကွာစစ်ပြည်ကြီးအဲ့လိုပြောပြတော့လေကိုမိုးကောင်စစ်ပြည်ကြီးငေါက်တော့တာပဲဥထွန်းသားခင်ဗျားရောက်နေတာဖုန်ကြီးကြောင့်တော့ဖုန်ကြီးကြောင့်တော့မရိုးရိုးကြောင့်မဟုတ်ဘူးတန်တရာလွတ်မြောက်ကြောင့်တရားတွေအားထုတ်နေတဲ့တတိပဌံကြောင့်အဲ့ဒါကိုလည်းအမှန်လေးပါလေရအောင် အေးပေါင်မူကောင်ရအစင်ညင်မမေဥမိုကဟန်လိုက်တော့မှပဲဥထွန်းသားဆိုရဲစပြန်ရဘာမှမပြောတော့အဲ့တော့ကြောက်လဲနားမထောင်ရတော့ဘော့ကြောက်စိတ်ထဲမှာတော့စပွဲအเจ้าနယ်ကြီးကြီးစိုးနေရပေါ့ဗျာရှေ့ရမ်းမှာတိုက်တာခိုက်တာတွေကိုစိတ်ကူးနဲ့ပုံဖော်ကြည့်နေပြီးပြီးတော့ကြောက်အတွေ့ထဲမှာဆိုရင်တော့ကြောက်ကဥထွန်းသားပြောတဲ့ left in ပေါ့ဗျာအဲ့လိုနဲ့ကြောက်ရဲ့တောင်ပေါ်မှာဘိုးကဥထွန်းသားကိုမိုကကိုစိုးမြတ်နဲ့ကြောက်တို့ကပေါက်ပြားနဲ့မျက်ပင်ပေါင်းမင်းတွေကိုပေါင်းပေါက်နေရပေါ့လေကြောက်ကတော့ခင်ဗျားတို့တေးအတိုင်းပဲစိတ်ကူးတွေရှင်နေရပေါ့ ကျုပ်ဒီရဲမှာကျုပ်က left တင်နေလေကျုပ်အောက်ကစတားတွေကကျုပ်ကိုအလေးပြုကြတာပေါ့ပြောငနေဆိုပြီးတော့ကာနေဆိုတဲ့သူရောက်လာတယ်လေကျုပ်ဒီရဲမှာအဲ့အချိန်ကိုမိုးကောင်လည်းကျုပ်ကိုခေါ်တော့အထင်နဲ့မြင်နေအကုန်လုံးရောကုန်တာပေါ့စနေစာ yes sir ဟိကောမိပါရီပြောနေရလေအတွေ့ရဲမှာကာနေဆွဲလူကြီးခေါ်နေလို့ပါဗျာစနေမင်းကတော့နေမြင့်လေအယူရင်လေပဲဘာဖြစ်လို့လဲဗျမင်းစိတ်ထဲမှာတကယ်ပဲစစ်သားဖြစ်နေရလားစစ်ဖြစ်တယ်ဆိုတာမကောင်းဘူးကွာ ။ဟာဗျာစစ်မဖြစ်ကျုပ်တို့ရဘလို့လုတ်ပြောလွတ်လည်ရရမှာလေဗျ။ဂျပန်တို့အင်္ဂလိပ်တို့ကဒုနိုင်ငံမသိစစ်ပွဲဖြစ်မလားကွ။ကျုပ်တွေးလိုက်မိတယ်။သူပြောတာလည်းမှန်တာပဲလေ။အဲ့နိုင်ငံတွေကကျုပ်တို့နိုင်ငံကိုတင်လို့တော်လိုင်းရေးတွေလုတ်ပြောစစ်ပွဲတွေဖြစ်ကုန်တာမလား။သူပြောတာလည်းမှန်နေရပါပဲ။ကျုပ်ကလည်းဘာပြန်ပြောရမလဲဆိုပြီးတော့တွေးနေတော့မှဥမုကကကျုပ်ရဲ့ပခုံးလာပြီးတော့ပုတ်တယ်။နားဖို့တက်လာပြောတာလေ။ကဲစနေဟိုတရက်ပင်အောင်မသွားနာကြအောင်။ဟုတ်ကဲ့ကုမုက ကျုံနဲ့ကိုစုံမြက်ကလည်းကိုမိုးကောင်ဦးဆောင်ပြီးသွားတဲ့တရက်ပင်ကြီးရဲ့အောက်ကိုလိုက်သွားလိုက်တယ်။ဘိုးကလည်းဦးထွန်းသားကိုလည်းနားဖို့အတွက်ကျုပ်ကလှမ်းအော်ပြောလိုက်တယ်။ဘိုင်းနဲ့ဘိုးကလာပါခဏထိုင်လာကြအောင်။အေးအေးလာမယ်စနေရင်းနှီးပွဲလေးသွားယူလိုက်အောင်ကွာ။ဟုတ်ကဲ့ဘိုးကကျုပ်ကလည်းဘိုးကပြောမှသတိရတယ်။အဲ့အနေပဲစပူဆောင်ဘက်ကိုရင်းနှီးပွဲသွားယူမယ်ဆိုပြီးတော့ထွက်လာတာ။ဆောင်းနဲ့မှကိုရင်လေးနှစ်ပါးနဲ့စုံနေ။သူတို့နှစ်ပါးလင်မတစ်ချက်စီမထားတယ်။အဲ့အနေကျုပ်ကလည်းမေးလိုက်တာပေါ့။ကိုရင်တို့ဧည့်သည်လားလို့လား။မဟုတ်ဘူးကိုစနေခင်ဗျားတို့စီလာပို့မလို့ တမတမအဆုသွားကြမယ်လေ။ကိုရင်တော့ပဲတော့ပို့လိုက်မယ်။တကမျိုးရကိုစနေကိုအရင်ဆိုင်လာခဲ့အောင်နဲ့အဲ့ဒါသွားလိုက်ပါအောင်။တမကြက် ကလေးကိုရင်နေမှာတဲ့အတိုင်းချက်ချင်းပဲကြောင်းပြောင်းထွက်ပြီးတော့ကိုမျိုးကြည့်လို့ဖိအိဆိုင်ကိုသွားလိုက်တယ်။ဆိုင်ထဲဝင်လိုက်တာနဲ့ကိုမျိုးကြလှမ်းနှုတ်ဆက်တယ်ဗျ။စနေကြီးခဏထိုင်အောင်တော့လော်အဘေးတို့စမူစာတုပ်လေးကုသပြုခြင်းလို့ကြက်ကလေးခွေးချေကောင်လေးမှာဝင်ထိုင်လိုက်တယ်ပေါ့ဗျာ။ကျုပ်ဝင်ထိုင်လိုက်တာနဲ့စိုက်ထဲမှာလဖက်ရည်တောက်နေတဲ့လူတွေကကျုပ်ကိုဝိုင်းပြီးတော့နှုတ်ဆက်ကြတယ်။စနေ မင်းကုတတော်ចောင်းမောင်မကပ်ပါလားတရားစခန်းရက်တွေတော့ចောင်းနေတိုင်းရောက်ဖြစ်တယ်ဟုတ်တယ်ကိုဘောကြီးရေဟျောင်းငါနာမည်မျိုးနိုင်ပါကွာမင်းအဲ့နာမည်ပြီးတော့ခေါ်စမ်းပါနဲ့ကွာရှောင်းသွားလို့ပါကိုဘောကြီးရေအေးကိုမျိုးနိုင်ရေမင်းအចောင်းကလေကိုဝင်းထုတ်လို့ရရွာလိုက်သွားလို့ဗျအေးအေးသူကလည်းလည်းဖေးဆိုင်မှာထိုင်နေတဲ့သူတွေနဲ့စကားပြောနေတာပေါ့ဗျတိတ်မကြပါဘူးကိုမျိုးကြီးကအုတ်ကြီးတစ်လုံးယူလာတာကိုတွေ့လိုက်တယ်ပြီးတော့ကျောက်ရှိမှာဝင်ထိုင်လိုက်ပြီးတော့အုတ်ကိုကမ်းပေးညနေစကားဆိုတယ် စနေဒီမှာစမိုးစာတုတ်ကိုယူသွားရှောက်ရက်လေးနဲ့တိုးစာတော့ပို့ပြီးတော့ကောင်းတယ်မင်းတို့ကြောင့်မှရှောက်ရက်ရှိရမလားရှိရကိုမျိုးကြီးအေးအေးမယုတ်ပင်လဲတွေ့မိတယ်လို့ပဲတောင်ဘက်တော်ထဲမှာတော့ကျုံနဲ့ပိုကကလပ်အော်ပင်နေစိုက်ထားရဗျအေးအေးငရုတ်တော့ထဲ့ပြီးမတုတ်ထားကွာကြိုက်မှမသိမကြိုက်မှမသိမို့လို့ကိုပတာအပင်ရပဲခူးစားလိုက်တော့နော်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်သွားတော့မယ်နော်အင်းအင်းအားရင်လဲစိုင်ဘက်ကိုထပ်ပြီးတော့လာခဲ့အောင်စနေဟုတ်ကဲ့ပါကိုမျိုးကြီးကျုပ်ကလည်းကိုမျိုးကြီးပေးတဲ့အုပ်လေးကိုယူပြီးတော့ကြောင်ပြန်လာလိုက်တယ်ပေါ့ဗျာ ပြီးတော့ကျုပ်တို့ရေပေါင်းပေါင်းနေတဲ့နေရာနာကိုမိုးကောင်းတို့ထိုင်နေတဲ့တရက်ပင်အောက်ကိုသွားလိုက်တယ်။ဘုကကျုပ်ကိုမျက်နှာနဲ့လှမ်းပြီးတော့စကားဆိုရဲပြ။စနေဘယ်ကိုသွားတော်ရုံကလက်ထဲမှာလည်းအုပ်ကြီးနဲ့ကိုမျိုးရစမူစာတုပ်ပေးလိုက်တာဘုကရေစကြပြကျုပ်ရှောက်ရနဲ့ညုတ်သေးစင်းနဲ့သွားခုလိုက်အောင်မယ်။ကျုပ်ကလည်းပြပြဆူဆူနဲ့ပဲညုတ်သေးစင်းနဲ့ရှောက်ရကိုသွားခုလိုက်ပြီးတော့သူတို့စီကိုပြန်သွားလိုက်တယ်။စမူစာတုပ်လေးကအဆက်ဟတ်တယ်ပြီးတော့အတော်စားလို့ကောင်းတာဗျ။ညုတ်သေးစင်းလေးကိုကိုက်လိုက်ရှောက်ရလေးမြုပ်ပြီးတော့စားလိုက်နဲ့တော်တော်ဟန်ကြနေ။ ကိုမိုးကောင်းတဲ့ကိုစိုးမြတ်တော်လည်းတော်တော်စားကြတာဗျ။ကျုပ်ဖြစ်သူတို့ဒီလောက်စားတော့မတွေ့ဘူးဘူး။ကိုမိုးကောင်းတဲ့ကိုစိုးမြတ်ကိုမျိုးကြီးလက်ရောက်ကြိုက်နေပြီထင်နေ။အေးစနေရစားလို့အတော်ကောင်းတာကွာနော်။ကိုမျိုးရလိုင်းစုံနေရဲ့ဗျလက်ဖိတ်လေးဖြတ်တတ်တယ်မုတ်လေးကြော်တတ်တယ်ဟင်းလေးချနိုင်တယ်အခုလိုမျိုးအတုပ်တွေလည်းလုတ်တက်တယ်တော်တော်လိုင်းစုံနေလူဗျအဲ့ဒါသူပညာပဲလေစနေရမင်းရောဘာလုတ်တက်လဲကိုမုတ်ကလည်းဗျကျုပ်ကတော့ပေါင်းပေါက်တတ်တယ်လေဟုတ်ပါပြီစနေရဟုတ်ပါပြီ ကျုပ်ကတော့တွေ့ရတူတိုင်းကခင်ကြတယ်ဗျ။ဒါလည်းကျုပ်ရဲ့ရှေးကုသူကံလို့ပဲပြောရမလားပဲ။အခုနောက်ပိုင်းကတော့ကစားဖြစ်တဲ့သူမရှိပါဗျ။အဲ့လိုနဲ့ပဲစမူစာတုပ်လေးဆိုင်ရာနေထွေရလေးပါးတွေပြောပြနေကြပေါ့လေ။ပေါင်ပဘူကလည်းတိတ်ပြီးတော့မလို့တော့မလား။ဥထွန်းသားစစ်ပြန်ကြီးဆိုတော့ပြောတဲ့စကားမှာစစ်ကြောင်ပါလာပြန်ရော။စစ်ပြန်ကြီးဥထွန်းသားကိုသူ့ရဲ့မိသားစုလာခေါ်လို့ပြန်သွားပြီလေ။အခုတော့ကျုပ်ရဲ့ကိုမူကောင်ရဲ့ကိုစွန်မြတ်ရဲ့ဘိုးကရဲ့ပဲကြံရော။ပြီးတော့ကြံတဲ့လုပ်တွေကိုဆက်ပြီးတော့လုပ်နေရတာပေါ့။ ကိုစိုးမြတ်ကသူ့ဆရာတော့တော်တော်ဂရုစိုက်တာဗျသူ့ဆရာတခုခုလှုပ်တော့မယ်ဆိုတာနဲ့သူ့လှုပ်ပေးမယ်ဆိုတာကြီးပဲကိုမိုးကောင်ကတော့လက်မခံဘူးသူကိုယ်တိုင်ပဲလှုပ်တာများတယ်အဲ့လိုနဲ့တနေ့ကျတော့ကိုမိုးကောင်ကတမန်ကရှန်ကတရားအထုတ်တာမဟုတ်ဘူးဆိုတာသိလိုက်ရတယ်ဘလို့သိသွားလဲဆိုတော့ကျုပ်တို့ရေဆောင်ထဲမှာထိုင်ပြီးစကားပြောနေတဲ့အချိန်မှာပေါ့ဗျကျုပ်ရဲ့ကိုမိုးကောင်တို့ဆရာတပည့်နှစ်ယောက်ရဲ့ရှိနေတဲ့အချိန်မှာလေအဲ့ဒီအချိန်မှာကျောင်းဝန်းထဲကိုရက်ွက်တဲ့ကကိုဝင်းတင်ဆိုတဲ့သူကဝင်လာတယ်ကျုပ်ကမြင်တော့ကိုဝင်းတင်ကစကားဆိုရယ်ဗျ စနေចောင်းတောင်ပံမှာလေးအုံဒီခိုးနေကြတယ်လူ9ယောက်ရှိတယ်ငါပြောတာလည်းမရဘူးငါတော့ပြန်ပြီးတော့ရန်ရှာတယ်အဲ့တော့တွားပြလိုက်ပါဟုတ်ကဲ့ကိုမင်းကြီးကျုပ်တို့တွားပြလိုက်မယ်ငါတော့မလိုက်တော့ဘူးအဲ့ကောင်ကြီးကချိတ်ကန်ကန်နေငါစိတ်ကထိန်းလို့ရတာမဟုတ်ဘူးရတယ်ကိုမင်းကြီးဒီလူចောင်းကိုကျုပ်ကတည်ရဲ့ကြစိတ်မြန်လက်မြန်လေးအခုတော့မှအများနဲ့တရားမလို့သူဘာမှမလုပ်ခဲ့တာဖြစ်မယ်ကျုပ်တို့သာပိုင်အဲ့လူတွေကိုခြိုက်ချမှာအဲ့လူနဲ့ပဲကျုပ်ကလည်းဖုန်းကြီးကိုရှောက်မယ်လို့တော့ကိုမင်းတင်ကကြားတယ်ဗျစနေဆရာတော်ကျင်းနေမို့လားတို့ပဲသွားလိုက်ကြပါ ဖြစ်ပါမလားဗျာတော့ကြာကျွတ်တို့ရိုက်ခတ်နေရမယ်။ရပါရဲ့စနီယာကဲကဲအားလည်းသွားကြပါဗော။ဇက်ကလည်း၃ရက်၅ရက်မို့ကြောက်ရွံ့မလို့ဘူးဆိုပြီးတော့ကျောင်းမှလိုအပ်ရင်သုံးဖို့အတွက်ထားထားတဲ့ပစ္စည်းတွေကတန်တူရင်တချောင်ယူလိုက်တယ်။ကြောင်မြင်တော့ကိုမိုးကောင်ပြုတ်ပြီးတော့ပြောလာတယ်ဗျ။အဲ့အရာမလို့ပါဦးစနီယာထားခဲ့ရုပ်ပြတ်တယ်ကောင်းကောင်းမွန်မွန်ပြောကြည့်ကြပေါ့။ကောင်းကောင်းပြောလို့မရဘူးလို့လုံမလဲ။ဇက်ကတော့ဓမ္မနဲ့ပြောမြိုင်ဓမ္မနဲ့ပြောချင်တာ။စနီကြမ်းလာကြည်လား။အဲ့ကြောင့်မင်းကိုဘိုးကနဲ့ဆရာတော်ထောက်ဆောင်ငောက်နေ။ သူပြောလဲခံရမှာပဲတရားစခန်းမှာနေပြောတရားကိုမရပါဘူးမဟုတ်မခံတဲ့စိတ်ကိုအရှင်းခံပြီးကျုပ်ဖြင့်ပြောမရစုများဖြစ်ညာလေဘုကနဲ့ဆရာတော်ကလည်းကျုပ်ရဲ့စရင်ကိုသိနေလို့သာတော်ပါသေးတယ်အဲ့လိုနဲ့ပဲကျုပ်တို့တွေကလည်းចောင်းចောင်းမမအုံဒီခိုးနေတဲ့အုံဒီတခိုးရိစီကိုတွားလိုက်ကြပါဘောဗျာကျုပ်တို့တယောက်ကចောင်းရဲ့ចောင်းဘက်ကိုတွားလိုက်ကြចောင်းអោតរដိုင်းပြာနေအုံဒီခိုင်နေကိုចောင်းဝအပြင်ဘက်ឆနေအောင်တွေ့ကျုပ်တို့လာတော့မှအဲ့လူတွေကကြီးမဆိုင်ဘူးနော်ကျုပ်လည်းလေးတန်းခတ်မှမှနဲ့ပြောလိုက်တယ်ဟဲ့လူတွေ ခင်ဗျားတို့ဘာတွေလုပ်နေရလဲအုံးသီးခူးနေရလေမမြင်ဘူးလားခင်ဗျားတို့ဘယ်သူကခူးခိုင်းလို့လဲဘယ်သူမှမခူးခိုင်းဘူးငါတို့ဘာသာခူးတာကွာအုံးသီးတွေဒီလောက်ပေါ်တာကျောင်းကကိုတော်တွေလည်းစားလို့ကုန်မှာမဟုတ်ဘူးအလကားဖြစ်မဲ့တူတူခူးရဲကွာဘာဖြစ်တော့အပင်အောင်မှရှိနေတဲ့လူလျောက်ကကျုပ်တို့ကယူမဆိုင်တယ်လို့ကြည်ပြီးပြောလာတယ်ဗျအုံးမင်မွားလူကလည်းအုံးသီးချတာမပြတ်ဘူးနော်သူကကျိုးနဲ့အခိုင်လိုက်ကိုချပေးနေတာကျုပ်တို့စကားပြောနေလို့တော့မှအုံးသီးချနေရင်အလုပ်ပြတ်တယ်ဆိုပြီးတော့သူ့ရဲ့လူတွေလှမ်းကောင်းနေသေးတယ် ူတို့ကသခိုးစင်တော့မဟုတ်တော့ဘူးဗျဓမြတော့တော့ဖြစ်နေပြီသူတို့ကြောင့်အုံဒီရအလကားမဖြစ်ဘူးဗျအလူလောက်တာတို့ရက်ွက်တရားလူတွေစတူရီတာကျွေးရတို့ဆိုရင်ကြောင်းကအုံဒီတွေကိုပဲလာခူးကြတာစားဖို့လောက်အုံရတောက်ချင်တာလောက်ဆိုရင်တော့ကျွတ်ကမပြောပါဘူးအခုကစီးပွားဖြစ်ကိုလာခိုးနေလေကျုပ်လည်းစိတ်ပြီးတိုးသွားနဲ့အဲ့သူတွေကိုပြေးထုတ်ဖို့လို့တော့ကိုစုမြတ်ကဆွဲထားတယ်စနစ်စိတ်ထင်ကွာဆရာကြည့်ရှင်းလိမ့်မယ်ကျုပ်ကပြေးထုတ်မယ်ဆိုမှဟိုလူတွေကလည်းကျုပ်ကိုပြန်လို့ဖို့အသင်စောင့်နေသေးရနော်ကိုစုမြတ်ဆွဲထားလို့ဒါပဲလို့မို့ဆိုကျုပ်မလွယ်ဘူး ဒီလောက်စော်ကားခံနေရတာကိုဘာမှပြန်မပြောတဲ့ကုမိုးကောင်းတို့ဆရာတပည့်ကိုလည်းကျုပ်ဖြင့်အံ့ဩမိတယ်။အဲ့နောက်ကုမိုးကအုံဒီတခိုးတွေကိုကြည့်ပြီးစကားပြောတယ်။ကဲ၊နောင်ကြီးတို့ခမားတို့ကလည်းမားသေးတယ်စော်လဲစော်ကားသေးရဲ့အဲ့တော့ဒီကကိုစနေကိုတောင်းပန်ပြီးအုံဒီတွေထားခဲ့ပြီးပြန်ကြတော့ရောဂီအင်းစီဝင်နေပါလားလေးတန်းတော့ဆရာကြီးလေးတန်းနေဟာနောင်ကြီးတို့ကျုပ်နောက်တစ်ခါတတိပေးမယ်ကျုပ်ပြောတယ်လို့လုပ်ပါမင်းမပြောနဲ့ဖုန်ကြီးအောင်မှတောက်ယူမဆိုင်ဘူးကွာဟုတ်ပြီလား အဲ့စကားကိုကြားတော့ကြုတ်ပြင်းလေးစိတ်တီတိုးပြီးနောက်တစ်ချိန်ထပ်ပြီးပြေးထုတ်မယ်လို့တာကိုစိုးမြက်ကဆွဲထားပြန်သေးရနော်ကြုတ်ပြင်းတောက်ခေါက်ပြီးသားနေလိုက်ရတယ်ကိုမိုးကောင်းကတော့ကြက်ကိုလက်ကပြပြီးအုံးဒီတခိုးတက်နေရဲ့အုံးမင်စီကိုသွားလိုက်ပြီးတော့အုံးမင်ကိုလက်နဲ့ပုတ်လိုက်တယ်ဗျပြီးတော့လေးတန်ခက်မမနဲ့အပင်ပေါ်မော့ကြည့်ပြီးတော့ပြောလိုက်တယ်အုံးမင်မွားကစင်းတော့လေသူအဲ့လိုပြောလိုက်တာနဲ့အုံးမင်မွားကလူကအုံးမင်ပင်စီကိုဖက်ပြောရှော့စင်းလာတာဗျဒီလူရဲ့ရှင်ဘက်ကအင်းကြီးတော်စုတ်ပြဲကုန်ပြီ။အောက်မှာရှိတဲ့အုံဒီတခိုးတွေကလည်းကြောင်ပြီးတော့ကြည်နေ အုံမြင့်ဘွားလူကရှော့တိုက်ဆင်းလာတာကိုမိုးကောင်းအနားရောက်တာနဲ့တန့်ကနေရက်သွားတယ်အဲ့လူရဲ့မျက်နှာကြောက်လန့်နေပြီးတော့တုံရှင်နေရအဲ့လူရက်သွားတော့ကိုမိုးကောင်းအဲ့လူကြည့်ပြီးတော့ပြောလိုက်တယ်မင်းအုံမြင့်ပြန်တက်ချင်တရလားကဲတက်တက်ကိုမိုးကောင်းအဲ့လူပြောလိုက်တာနဲ့အုံမြင့်ဘွားရှော့ဆင်းလာတဲ့လူကအပင်မော်ကိုရှော့တိုက်ပြီးတော့တက်သွားပြန်ရောတကောက်သာတော်တော်နာနေပုံပေါက်တယ်အပင်ဘွားနေကိုတောင်းမှန်နေရစီယာကျွန်တော်တောင်းမှန်ပါရဲ့ဗျာကျွန်တော်ရှင်ဘက်ကြီးပြေးကုန်ပြီသွေးရည်လည်းထွက်နေပါပြီဗျာအောက်ကောက်နေခိုင်းလို့တက်ရတာပါ အပင်မွားလူအဲ့လိုပြောတော့ကုမိုးကောင်ကသူ့ကိုကြောက်တဲ့တခြားနဲ့ကြည်နေငနေသားလေးရောက်လှဲ့ကြည့်လိုက်တယ်။သူကြည့်လိုက်တာနဲ့ဟိုငနေလေးရောက်ကထွက်ပြေးတော့မယ်။ဒါပေမဲ့သူတို့ပြေးလို့မရအောင်နော်။ကဲမင်းတို့တွေအုံတိတတော်စားကျင်နေတယ်ထင်တယ်။စားကြစမ်းကွာ။ကုမိုးကောင်အဲ့လိုပြောလိုက်တာနဲ့ပြေးဖို့ကြံနေငနေသားလေးရောက်အုံတိခံရနေတင်အုံတိတွေတယောက်တလုံးဖြုတ်ပြီးတော့ပစက်နဲ့ကိုက်ခွဲတာပဲ။အညာနဲ့ကိုကိုက်နေနော်။အုံးဒီရောဘလို့မှမနေဘူးဒင်းတို့သွားရောတော်တော်အချိန်နေဆိုးပြီးတော့ဗဆက်ကနေလဲတွေးရစထွက်လာပြီချုပ်ဖြစ်လေသူတို့တနာတော်တနာလာတယ အတော်ကြတော့မှကိုမိုးကရက်ခမ်းလိုက်တယ်။ကဲဝါပြီမလားတော်ကြတော့သူ့စကားဆုံးတော့မှအုံးဒီတခုတွေဒူးထောက်လာပြီးလက်အုပ်ချီထားကြတယ်ဗျ။အုံးမင်ဘွားလူကလည်းတောင်းပန်နေ။ဆရာကျွန်တော်ဆင်းဝင်ပေးပါတော့။အေးဆင်းလေ။ကိုမိုးကဆင်းလို့ပြောလိုက်တာနဲ့အုံးမင်ဘွားလူလည်းရှော့ဆင်းချလာပြီးအုံးမင်အရင်မှခွေခွေကလေးလဲကြသွားတယ်။ပစက်မှာသူ့ရဲ့ထွန်းနေအုံးဒီတခုလေးယောက်ကသူ့လိုလူကိုသွားတွေ့လိုက်ပြီးအုတ်ရတန်းကိုကြော်တက်နေရဲ့ဗျ။ဒီလူတွေခင်ဗျကြောက်အားလန့်အားနေမို့လို့ကြော်တက်လို့မရဘူးဖြစ်နေတာထင်ပါတယ်ဗျ။ အဲ့ဒီချိန်မှာကုမိုးကောင်ကကျုံနဲ့ကိုစုံမြတ်ဘက်ကိုလှည့်ကြည့်ပြီးတော့ပြောလာတယ်။စရိနဲ့စုံမြတ်ကြီးတို့အုံဒီကြောက်တလုံးပေးလိုက်ပါကွာ။ကျောင်းဝအပြင်ဘက်ကိုချပေးလိုက်။ကုမိုးကောင်ပြောသလိုပဲကျုံနဲ့ကိုစုံမြတ်လည်းအုံဒီငါလုံးကျောင်းရဲ့အုတ်တိုင်အပြင်ဘက်ကိုပြစ်ချပေးလိုက်တယ်။ဟောဗျာအဲ့ဒီချိန်ကျောင်းမှာပဲအုံဒီတခုရီကအုတ်တိုင်ကိုလွှားကနေလွှားကနေကြော်သွားနိုင်တော့ရာ။တို့တွေတတိုင်းကိုကြော်နေတဲ့အချိန်မှာကုမိုးကောင်ကလှမ်းအော်ပြီးတော့ပြောလိုက်သေးရဗျာ။ဟဲ့ကောင်လေးတို့ပေးတဲ့အုံဒီတွေကိုပါစက်နဲ့ကြိုက်ပြီးတော့ယူသွားနော်။ကြားလား။နောက်တစ်ခါလဲခိုးစင်တော့လာခိုးကြပါဗျ။ မမခိုးတော့ပါဘူးဗျာကြောက်ပါပြီအဲ့လိုနဲ့ပဲအုံဒီတခိုးတွေခြားထားတဲ့အုံဒီခိုင်တွေကိုကျုပ်တို့တောင်အောင်မလိုက်ပြီးတော့ကြောက်ပြန်သွားလိုက်တာပေါ့ကျုပ်ကတော့ကိုမိုးကောင်ရဲ့အစွန်တွေလက်တွေမြင်လိုက်ရတော့တော်တော်အံ့ဩမိနေရဖုန်းကြီးတွေနဲ့ကိုရင်တွေကိုစွန့်ကပ်ပြီးရတယ်ကျုပ်တို့လည်းထမင်းစားလိုက်ကြတယ်ကျုပ်ကကိုမိုးကောင်ရဲ့အစွန်တိပီပီဆိုတော့နည်းနည်းတော့ရှိန်သွားတာပေါ့ဗျာအဲ့ဒါကိုသိလို့ထမရဲ့ကိုမိုးကောင်ကသူ့အရှင်လိုပဲပြောဆိုဆက်ဆံမှုပြောလာတယ်ဗျစနေငါ့အရှင်လိုပဲပြောပါဆိုပါကွာမင်းကိုကြည်ဘယ်လိုမှန်းလဲမသိဘူး ခမရဆရာလေးပြစကားမမင်ဟိုလူတွေလို့ကားလေမှာဖြစ်မလောက်ပါဘူးကွာဒီကောင်တွေကငါကြည်ညိုတဲ့ဆရာတော်စော်ကားလို့လုံးလိုက်တာပါအေးဗျာအဲ့ကောင်တွေတော်တော်မိုက်ဆိုင်တာကဲကဲထမင်းဆိုင်မှာဆောင်းတော့မှာစကားပြောအောင်ဒီနေ့တစ်ပင်ရှည်လောက်မှုပဲရှိရဘုကဝင်ပြီးပြောလိုက်တော့မှကျုပ်တို့လည်းထမင်းစားလိုက်ကြတယ်ဒီနေ့စွန်ကြီးမရှိဘူးဆိုတော့အာလုခရန်တိချက်ဘာလဲချောင်းကျော်အချင်းဟင်းနဲ့ပဲဟင်းနဲ့ပဲပေါ့ပြီးတော့ဟင်းမောင်းလည်းပါသေးရဲ့လေထမင်းစားပြီးတော့ကျုပ်တို့တွေကဆောင်းတော့မှာထိုင်လိုက်ကြတယ်ကျုပ်ကလည်းအလိုက်သိရဲ့လေ ရင်းနှွေးကြမ်းလေးရဲ့ထညံလေးရဲ့ကိုဆောင်းနှံယူလာပြီးရင်းနှွေးကြမ်းတယောက်တစ်ခွက်စီငှဲ့ပြီးတော့ပေးလိုက်တာပေါ့ကျုပ်အလိုက်သိနေအောင်မြင်တော့ဘိုးကစိတ်ကိုကြည့်ပြီးကိုမုကောင်ပြောတယ်ဗျမုကောင်ကြီးမင်းကောင်စနေလဲကြည့်အောင်တဲကိုအလိုက်သိနေပါလားဟုတ်ပါဘိုးကကြီးစနေဘလို့ဖြစ်နေလဲမသိပါဒီကောင်မင်းလိုပညာရည်တက်ချင်နေရလားမသိဘူးမင်းစီမှာများတပည့်ခံချင်နေရလားနော်ဘုကအဲ့လိုပြောတော့ကျုပ်ကလည်းလက်ကပြပြညင်းလိုက်ရတာမဟုတ်ပါဘူးဗျာကျုပ်ကကိုမိုးကောင်လေးစားရတော့မှန်နေသူ့လိုတော့မဖြစ်ချင်ဘူးကျုပ်ဖြစ်ချင်တာတခုတ် စိုးစားမအောင်စနေရမင်းတို့ဘာဖြစ်ချင်တာလဲကျုပ်က left နဲ့ဖြစ်ချင်တာဘူဖြစ်ချင်တာလေဗျာပြီးရင်စစ်တိုက်ချင်တာကျုပ်အဲ့လိုပြောတော့ကိုမိုးကရဲ့မျက်နှာတီးသွားတယ်လေပြီးတော့ကျုပ်ကိုသေချာကြည့်ပြီးစနေမင်းကတော်တော်အယူလွဲနေပြီဘာအယူလွဲရမှာလဲဗျာယောက်ျားတစ်ယောက်စစ်တိုက်ချင်တာမှားလို့လားစစ်ပွဲရင်မရှိတာအကောင်းဆုံးပေါ့ကွာဟာကိုမိုးကလည်းကျုပ်တို့မျိုးကျွကျော်လိုက်တော့ချမှာပဲပေါ့ဗျာကျုပ်စိတ်ထဲရှိရတဲ့အတိုင်းပြောလိုက်တာဗျာ ခမောက်လည်းတိမှာပါစစ်တိုက်တာဖမ်းများခက်လို့လေလက်ညှိုးလေးကွေးတိုင်တိုက်လို့ရတာကိုစက်ကအဲ့လိုတွေ့နေရကိုမိုးကောင်တည့်ရဲ့ထင်ပါရဲ့စက်ကိုစူးဆိုက်ကြည့်ပြီးပြောလိုက်စနေမင်းဟာစစ်ပွဲမှာစစ်တိုက်ရလွယ်လွယ်လေးထင်နေရလားအဲ့လိုလည်းမဟုတ်ပါဘူးလက်ညှိုးပိုင်စစ်တိုက်လို့ရတာ哦ရာဇဝင်တွေရလို့လက်နေတိုင်းရင်ထဲမှာတိုက်ဆရာမလို့တာစနေမင်းကတော့စိတ်မမီတော့ဘူးเนาะဖုန်ကြီးចောင်းသားတယောက်ဖြစ်နေပြီးတော့မငိမ့်ချက်နဲ့အတွေ့တွေတွေ့ရတော့လွန်တာပေါ့ကွာကိုစိတ်နဲ့ကိုပဲဗျာကိုကြိုက်တာတော့တွေးမှာပေါ့ မင်းကတော်တော်စစ်တိုက်ချင်တာလားတိုက်ချင်နေဆိုရင်တော့မတိုက်လို့မရပါဘူးဗျာအခုခေတ်ကဘာတိုက်ပွဲမှမှမရှိတာစစ်ထဲလိုက်ရင်လည်းကြက်မဲဆိုင်ရမှာစနေမင်းဒီလောက်အာတီသားရှိနေနှစ်ရက်လောက်မင်းအားလားအလုပ်တွေမရှိတော့ဆိုတော့အားပါတယ်ကျောက်အဲ့လိုပြောလိုက်တော့ကုမုကဘုကဘက်လှည့်ပြီးခွင့်တန်းလာတယ်ဗျဘုကစနေကိုနှစ်ရက်လောက်ဘာမှမလုပ်ခိုင်းမင်းနဲ့ထားလို့ရမလားဆရာတော်ကောခွင့်ပြုနိုင်လောက်လားမောင်မိုးကလိုဖြစ်စေချင်နေဆိုရင်တော့ရပါတယ်ဘာလို့မလုပ်လဲစနေဆိုရဲကောင်လောက်ဖြစ်နေအတိတ်ကိုပုတ်ပြစ်လိုက်အောင်ပဲဗျာ ကုမိုးကောင်ရဲ့စကားကိုကြတော့ဘိုးကတစ်ချက်တွေးနေရဲ့ဗျပြီးတော့ကျုပ်ကိုတစ်ချက်လှမ်းကြည့်လာပြီးကုမိုးကောင်ကပြန်ဖြေလုံဆောင်ကွာဒီကောင်ကြီးကတိတ်အချုံမပြေဘိုးကဆရာခွင့်ပြုချက်ရတော့ကုမိုးကောင်ကကျုပ်ကိုကြည့်ပြီးစကားဆိုလာပြန်အောင်ဗျစနေအပြောနဲ့အလုံးမလွယ်ဘူးဆိုတော့မသိစရာမယ်မင်းတစ်ဖက်ညာငါအခန့်လာခဲ့ကုမိုးကမျက်နှာတည်နေရဲ့ဗျကျုပ်လည်းသူ့အဆန်းသိထားတာဆိုတော့နည်းနည်းတော့လန့်နေမိရဲ့လေတိုင်မဲ့ကျုပ်ကမကောင်းတာမလုပ်ဘူးဆိုတော့သိရဲ့ဗျ ဆက်စုကျင်တဲ့ကျုပ်ဘလူများညင်းနိုင်ပါလေဗျာမနေ့ဖန်ညမြ мян လေးရောက်ပါစေလို့သာဆုတောင်းနေမိပါပေါ့ကျုပ်မြော်လင်းဆောင်စားနေအချိန်ကိုလျှောက်လာပြီလေကိုမိုးကောင်တို့ဆရာတပည့်နေရဲ့ကြောင်လေးထဲမှာကျုပ်နဲ့ဘူကသွားလိုက်တယ်ကျုပ်တို့ရောက်တော့ကျောင်းဆောင်လေးမှာချထားတဲ့ဂရင်တလုံးရဲ့ဂရင်ပေါ်မှာအညာဆောင်ပါလေးခင်းပစ်ထားတာတွေ့ရတယ်ကျုပ်တို့ညမျက်နှာနဲ့ကိုမိုးကောင်ကိုခေါ်ပြီးတော့ကျုပ်ကိုဂရင်ပေါ်မှာတန်းအိတ်ခိုင်းတယ်စနေမိအိတ်ဂရင်ပေါ်မှာအိတ်ဗျာဗျာမနေနဲ့အိတ်ဆိုအိတ်လိုက်ဟုတ်ကဲ့ဟုတ်ကဲ့ကျုပ်လည်းအိတ်လိုက်တာပေါ့ ကျုပ်အိတ်လိုက်တာနဲ့ကိုမိုးကကျောင်းရဲ့နှစ်ဖူးကိုသူ့ရဲ့လောဝါနဲ့လာအုပ်ကင်ထားတယ်ဗျပြီးတော့အတန်ခတ်တူတူနဲ့မန်နံတပုတ်ဆရွတ်တော်တာပဲသူ့မန်နံရွတ်တဲ့အချိန်မှာကျောင်းထဲမှာထွန်းထားတဲ့မီးလုံးကလင်းလိုက်မိလိုက်ဖြစ်နေရဲ့ဗျကျုပ်ကအဲ့မီးလုံးပဲအာယုံရတယ်တဖြည်းဖြည်းနဲ့ကိုမိုးကောင်းရွှတ်နေတဲ့မန်နံလဲဆုံးသွားမီးတီးကလောဝါကိုမှိတ်သွားတာကျုပ်ကလည်းနောက်ကြည့်လာပြီးတော့သတိမိတယ်လို့ဖြစ်သွားတော့ပေါ့ဗျလက်ဖ်တင်နဲ့ခေါတန်ကြားလို့ကျုပ်ကမျက်လုံးဖွင့်ကြည့်လိုက်တယ်မြင်ရတဲ့မြင်ကွင်းကိုကျုပ်ပြင်မယုံနိုင်ဖြစ်နေမြားဗျာ တတုံးတွေကားပြီးတော့ကရိုချင်းတူးထားတာဘေးပပတ်လယ်မှာလည်းနိုင်ငံသားသားစစ်သားတွေအများသားပြကျုပ်လည်းခေါင်းမဆောင်ထားတဲ့တန်ခမောက်ချွတ်ကြည့်လိုက်တယ်ပြီးတော့ကျုပ်လက်တွေကိုလည်းပြန်ကြည့်မိတယ်ကျုပ်အသားတွေကဆွဆွဖြူနေပါရောလားကျုပ်ရဲ့စိတ်ဝတ်စုံကလည်းတော်တော်နွမ်းနေပြီကျုပ်လည်းကြောင်တောင်လေးဖြစ်နေတာပေါ့အဲ့မှာကျုပ်ကိုခေါ်နေတဲ့စစ်သားစကားပြောလာတယ်ဗျသူပြောတာလေကျုပ်တို့လူမျိုးဘာသာစကားမဟုတ်နော်ဒါပေမဲ့ထူးထူးဆန်းဆန်းကျုပ်ကလည်းနားလည်နေလက်ဖ်တင်နဲ့နောက်တန်းအစားပါတယ်ကောင်းပြီငါ့ကိုပေးဟုတ်ဗျာ ကျုပ်လည်းနိုင်ငံခြားစကားနဲ့ပြန်ပြောနေမိပါလားတော်တော်ထူးဆန်းလာပြီအားနဲ့ကျုပ်ကလည်းအစောအဆက်သားပြီးအိတ်လေးကိုရှူလိုက်တယ်မုကသားလေးနဲ့လှုပ်ထားတာဗျအိတ်ကတော့တော်တော်လေးထူတယ်ကျုပ်ကအိတ်အိတ်ကိုဖောက်လိုက်တော့ပထမဆုံးမြင်လိုက်ရတာချောကလက်တစ်ခုပြီးတော့ဓာတ်ပုံလေးနှစ်ပုံဓာတ်ပုံအဖြူမင်းနေဗျတပုံထဲမှာအသက်အစိတ်ရွယ်မိန်းကလေးပုံကတပုံနောက်တပုံကမျက်နှာဖြူတယောက်နဲ့တွဲရထားတဲ့ပုံမိန်းကလေးကတော်တော်လှရည်ဗျသူဖြင့်လေအဲ့ဒီမိန်းကလေးရဲ့ပုံကိုကြည့်ပြီးတော့ပြုံးနေမိတယ်။ကြောက်ပြီးနောက်မှရှိတဲ့နိုင်ငံသားသစ်သားတယောက်လှမ်းပြောလာတယ် လက်တင်နေအင်ပြန့်ကျင်နေပြီလားမင်းရောမပြန့်ကျင်လားချိသူ့လိုလိုနှုတ်ကနေထွက်သွားတယ်စက်ကိုစကားပြောနေတဲ့စစ်သားနာမည်ကိုသူကသိနေတာသူကအဲ့လိုမိလိုက်တော့ချိဆိုတဲ့စစ်သားပြန်ပြောတယ်ဗျဘာမှနဲ့အသက်ရှင်လျက်ပြန်ရရင်တော့ကျွန်တော်အရင်လိုမျိုးအလုပ်ပဲပြန်လုပ်ပြီးတော့ဘလုံးကန်တော့မယ်မင်းရထီကိုမရောက်ခင်ဘာလုံးလုပ်တာလဲတမနီဆက်ရုံမှာပဲလေလက်တင်နေရောဒီကနေပြန်ရင်ဘာလုပ်မှာလဲကျိကသူ့ကိုမေးနေကျိကထွ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 စဉ်းစားနေစမ်းမလို့ပဲအလိုက်တစ်ပြန်ပြောပြောနေမြာမင်းကလေးရဲ့တပ်ပုံကြည့်ပြောချိကိုပြန်ပြောလိုက်တယ် ငါတော့လန်ဒန်ပြန်အောင်တာနဲ့မယ်ရီနဲ့လက်ထမယ်ပြီးရင်ကလေးတွေအများကြီးမွေးပြက်လိုက်မယ်ကျောအဲ့လိုပြောတော့ဂျိတ်ကသဘောရည်ကြနေရဗျကောင်းတဲ့ leftin လေဒါအကောင်းဆုံးကြံမယ်ကျောတို့ရဲ့အဲ့လိုစကားပြောနေအောင်မှစစ်ဖို့တယောက်ကကျောတို့စီကိုရောက်လာတယ် leftin လေအချိန်နေဘလို့လဲကောင်းပါရဲ့ကပတိန်ဟုတ်ပြီငါတို့ရောက်နေတာဘာမှမရောက်ပိုင်မယ်မင်းတို့တတိထားကြပါဟုတ်ကဲ့ဆောကျောကတကယ်ကိုစစ်သားရေးဖြစ်နေတာနော်ကျောစိတ်ကနှစ်ခွလို့ဖြစ်နေတာကျောဘလို့မှစဉ်းစားလို့မရဘာဖြစ်နေလဲဆိုတာပေါ့ တခါတခါသူကတခြားဘာသာစကားတွေနဲ့ပြောနေတာသူတို့ပြောနေရတဲ့အကုန်လုံးလည်းနားလည်နေတိတ်မကြပါဘူးကပ္ပိန်ထွက်သွားတာနဲ့အမြောက်တန်တွေစုညံနေအောင်တတိထားမိသွားတယ်သူကတော့လန့်နေရပေါ့ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကမလန့်ဘူးဗျတိတိငိမ့်ငိမ့်ပဲပစ္စတိုတနက်ကိုထုတ်ပြီးတော့ကျုပ်ပြားစသားတွေကိုလေးတန်ခတ်မှမှနဲ့စကားပြောလိုက်တယ်ရဲဘော်တို့အသင့်ပြန်ထားငါတို့ဒီတောင်ဂျပန်တွေအမျက်ဖြတ်ပြီးတော့အိမ်ကိုပြန်ကြမယ်ကျုပ်အဲ့လိုပြောပြီးတော့မကြပါဘူးဗျဝီစီမုတ်တဲ့အတန်းလေးထွက်လာတော့ကျုပ်တို့တွေကရုတ်ချင်းပေါ်ကနေတက်လိုက်ပြီးတော့ညာတန်ပြီးပြေးတက်သွားတယ် ရှေ့ရဇပန်စတားတွေပြစ်တာပေါ့ဗျာကျုပ်ကလည်းပစ္စတိုနဲ့ကိုပြစ်တာနော်တစ်ချက်တစ်ချက်ကျုပ်ဘေးနာနေကြည်စံနေဖြတ်သွားသေးရကျုပ်ဘေးကစတားသုံးလေးယောက်လည်းနောက်ကိုလန်ပြီးတော့လဲကျသွားတယ်ရန်ွေရန်နဲ့နေအပြင်သွေးညင်နဲ့အပုံနဲ့တချို့တလေးလည်းရှာတယ်ဗျာအချင်းတော်တော်ကြားတဲ့အထိပြစ်ခတ်လေးပြီးတော့ကျုပ်တို့ကိုပြန်ပြစ်တဲ့သူမရှိတော့ထင်ပါတယ်အသက်မကြရတော့အဲ့တော့ကျုပ်တို့လည်းတနက်တည်းမိုးပေါ်ထောင်မျိုးအောင်မွေးခံလိုက်တာပေါ့ဒါပေမဲ့ပေါင်ဝဲကျင်တတိထားကြည့်လိုက်တော့ကျုပ်တို့ရောက်နေရရွာတရွာဆိုတာတတိထားမိလိုက်တယ် စပက်ကြီးတွေနော်တင်ကုတ်တွေပြီးတော့မီးလောင်ပြီးတော့တည်နေတဲ့သူတွေကိုလည်းမြင်လိုက်ရတယ်။ဂျပန်စစ်သားတွေတော့မဟုတ်ဘူးဗျ။တေးဆုံးနေတဲ့သူတွေထဲမှာရှောင်းပေစုနဲ့ကလေးတွေရှောင်းနှုံးနဲ့ယောက်ျားတွေစတုံးနဲ့မိန်းမကြီးမိန်းမငယ်တွေကိုတွေ့ရတော့ကျုပ်လေးတော်လေးအံ့ဩသွားတာ။ကျုပ်တို့တွေလည်းအောင်မဲခံနေရရက်လိုက်ကြတယ်။အားလုံးလည်းစိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။ကျုပ်ကတော့စိတ်ကောင်းဖြစ်နေရနေတခုခုသတိရသွားပြီးတော့ဒေါသထွက်သွားတယ်။အားကြောင့်ကျုပ်နဲ့ခလန်လန်မှရှိနေတဲ့ကပတိန်ကိုသွားပြီးတော့ပြောလိုက်တယ်။ကပတိန်မင်းပြောတော့တောက်ဂျပန်နေဆို။ အခုတော့ဘလို့တွေဖြစ်ကုန်တာလဲငါလည်းမသိဘူးလေအခုထိုးသိမ်းထားတာဂျပန်ရဲ့ကရုတ်ကျင်းတွေပဲလေအခုမှဘလို့ဖြစ်ပြီးရွာသားတွေဖြစ်နေရလဲဒီနေ့အောင်ငါကဂျပန်စစ်စခန်းမှာထင်တာကွာသူတို့ကငါတို့ကိုဘာဖြစ်လို့တနက်နေ့ပြန်ပြစ်နေရလဲပြီးတော့မင်းအောင်ဘာလို့စိတ်တူနေရလဲကပတန်ကကျုပ်ရဲ့ကိုစောင့်ကြုံပြီးပြောလာတာဗျကျန်တဲ့စစ်သားတွေကလည်းကျုပ်တို့ငေးကြည့်နေကျုပ်မျက်နှာလက်နဲ့အုပ်ပြီးငိုလိုက်မြင်တတော်တောက်တုံးမကြတဲ့ကောင်လေးလေးကိုကူကူတွေးနေမိရဲ့ဗျဘာရီဘလို့ဖြစ်ကုန်ရလဲဆိုတာကျုပ်နားမနေနိုင်တော့အဲ့ဒီအချိန်မှာပဲစစ်သားတယောက်ကကျုပ်ကိုရေးကြည့်တော့ပြန်လာခေါ်ရယ် လက်ကျင်နေအရေးကြီးတယ်ရွာထဲမှာအသက်ရှင်နေလူတယောက်တွေ့ထားတယ်ဟုတ်လားသူ့ဘမလေးကပတိန်ခေါ်ထားတယ်ကျုပ်လည်းစစ်သားရဲ့နောက်ခမျက်မြန်မြန်လိုက်သွားလိုက်တယ်မကြပါဘူးကပတိန်ရဲ့အနာမှာငုတ်တုတ်လေးထိုင်နေတဲ့ဦးကြီးတယောက်ကိုတွေ့လိုက်ရတယ်ကျုပ်ကမြင်တော့သူကအတနာခံတဲ့မျက်လုံးတွေနဲ့ကြည့်နေရပြကပတိန်ကကျုပ်ကိုစကားပြောလာတယ်ကျုပ်တို့ပြောနေရတွေကိုဦးကြီးကနားလဲပုံမပေါ်ဘူးကျုပ်ကသာဘယ်ရဘလို့ဖြစ်ပြီးတော့ပြောတတ်ဆိုတတ်နေမှမသိပါဘူးကျုံငါတို့ရွာသားတယောက်တွေ့ထားတယ်သူ့စကားငါတို့နားမလဲဘူးတို့တက်ရင်မှလည်းဘာမှစကားတတ်တဲ့သူကမရှိဘူး ကပတိန်ဒီလူနဲ့ကြုံစကားပြောကြည့်ခြင်းလေရတာပေါ့သူဘိုင်းဆောင်ရဲ့ပုံမထုခုကျွေးလိုက်အောင်ကပတိန်ကကြုတ်ကိုအဲ့လိုပြောပြရနဲ့ထွက်သွားရပြအခုကြုတ်တို့ရဲ့အနားမှာဂျိတ်ဆိုတဲ့စစ်သားနဲ့ကြုတ်ပဲကြံခဲ့ရောတာကြံတဲ့သူတွေကတော့ခက်လန်းလာမှာပေါ့ကြုတ်လေဂျိတ်ကိုကြည့်ပြီးစကားပြောလိုက်တယ်ဂျိတ်ဒီလူကြီးစားဖို့တခုခုသွားယူကွာဟုတ်ကဲ့လက်ဖြင့်နေဂျိတ်သွားနေအောင်မှာကြုတ်ကအဲ့ဦးကြီးနာမှာထိုင်လိုက်တယ်ပြီးတော့သူ့ကိုစကားပြောလိုက်တယ်ဦးလေးနေကောင်းလားကြုတ်နိုင်ငံသားစကားပဲထွက်နေရဲ့ဗျာ ။ဦးကြီးကတော့ကျုပ်ကိုမျက်စိတငယ်နားတငယ်လေးနဲ့ကြည့်နေ။သူ့အကြည့်ကိုကျုပ်ပြန်တော်တော်စိတ်မကောင်းဖြစ်မိ啊။ကျုပ်လည်းစိတ်ကိုစူးစိလိုက်ပြီးတော့ဘမလို့စူးစမ်းပြီးပြောကြည့်လိုက်တယ်။ဦးကြီးနေကောင်းလား။တိတ်မပီပေမဲ့တစ်ဖက်လူနားလျောင်တော့ကျုပ်ပြောနိုင်သွားတယ်။သူကကျုပ်ကိုအံ့ဩတကြီးကြည့်နေပြီးပြောလာတယ်ဗျ။ဘိုးရကျုပ်တို့စကားပြောတတ်တာလား။ကျုပ်ကခေါင်းညိတ်ပြလိုက်ပြောသူ့အမေကိုဖြစ်လိုက်တယ်။"အင်းပြောတတ်တယ်။ရှောင်းမဘာရီဖြစ်သွားလဲ။"ကျုပ်တို့စကားပြောနေအောင်မှာချိတ်ပြန်ရောက်လာတယ သူ့လက်ထဲမှာရိတ်ခါပူလီနေပြ။တူကချက်ကိုကြည့်ပြီးအံ့ဩတကြီးစကားဆိုလာတယ်။ Left နဲ့ဘာမှစကားပြောတတ်ကြလား။ငါပြောတတ်နေရဲ့။ငါကုန်ကလည်းအံ့ဩနေရ။ပြောတတ်တော့လေအဆင်ပြေသွားတာပေါ့ Left နဲ့ကျွန်တော်ကပတင်ကိုတော့ပြောလိုက်မယ်။အေးစာစင်ကြိတ်။ကျုပ်လည်းကျဲ့ရဲ့လက်ထဲကရိတ်ခါပူလီကိုရှင်းလိုက်ပြီးတော့ထိုင်နေတဲ့ဦးကြီးကိုကျွေးလိုက်တယ်။ဦးကြီးကစတတ်တဲ့ပုံမပေါ်တော့ကျုပ်လည်းသူ့ကိုအသင့်ပြင်ပြီးတော့ကျွေးလိုက်ရတယ်။ကျုပ်ဖြစ်လေဘာတွေဖြစ်နေရဲ့ဆိုတော့ခုထီကိုနားမလည်နိုင်သေးဘူး။ ပြဿတပုတ်ကိုဝေမြော့ကနေရတယ်လို့ဖြစ်နေရခင်များတို့သိတဲ့အတိုင်းတကယ့်ဘဝဘုံကြီးကြောင့်သားစနေပြဿတရားဆက်ကောင်ကလက်တင်နေကျွန်းလေတတော်ဆက်ရှုပ်တာပါဗျာဒါပေမဲ့တိတ်မကြပါဘူးကပတိန်နဲ့တူတခြားရဲဘော်တွေကျုပ်နဲ့ဦးဇီနာကိုရှောက်လာတယ်ပြီးတော့ကပတိန်ကကျုပ်ကိုမေးလာတယ်ဗျကျွန်းမင်းဘာမှစကားပြောတတ်တယ်ဆိုမင်းပြောတတ်တာကမသိရပါလားဟုတ်တယ်ကပတိန်ဘလို့ရဖြစ်သွားလဲကျွန်တော်လည်းမသိဘူးသိကြတာတော့သူပြောတာကိုကျွန်တော်နားလည်နေကျွန်တော်ပြောတာကိုလည်းသူနားလည်တယ်အိုး ဖះရေထူးစားလိုက်တာကွာကဲဘာတွေဘလို့ဖြစ်ကုန်တာလဲဆိုတာမေးကြည့်ပါဦးကပတိန်ဟာကျုပ်ကိုပြောတော့ကျုပ်လည်းဦးကြည့်ကိုကြည့်ပြီးမေးလိုက်ရတာပေါ့ဦးကြည့်ဘာတွေဖြစ်ကုန်တာလဲဆိုတာပြောပြပါကျွန်တော်တို့ကဒီပါကိုဂျပန်စကန်းဆိုပြီးတိုက်လိုက်တာကျုပ်တို့ကလည်းဖက်စစ်တီထင်ပြီးတိုက်နေတာဖက်စစ်တီကကျုပ်တို့ရွာဘက်ကိုပြေးလာတတ်တယ်ကျုပ်တို့ဟာဒီဘက်ကနေလက်စာတုံးပေးနေ။ဘူကြီးရောအညောက်တွေနဲ့ပြစ်ပြီးတော့ကျုပ်တို့ရွာဝင်တိုက်တော့တချို့ရွာသားတွေကလွတ်သွားတယ်။ကျုပ်က6ယောက်တန်ရာရနေလို့မပြေးနိုင်တာ လွတ်တဲ့သူတွေကတော့နည်းပါတယ်ရွာသားတော်တော်များများတော့တေကုန်ပြီပူကြီးတို့ကဘာလို့ကျုပ်တို့ကိုတက်ရတာလဲတကယ်ဆိုပူကြီးတို့ကမဟာမိတ်တွေမဟုတ်လားကျုပ်ပြင်လေးဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားတယ်စစ်ပွဲပြင်မလွယ်ဘူးဆိုတော့ကျုပ်နားလေလာတယ်ကျုပ်လည်းဦးကြီးပြောသမျှကပ္တိန်ကိုပြန်ပြောပြတယ်အဲ့တော့ကပ္တိန်လည်းစိတ်မကောင်းဖြစ်သွားပြီးတော့တပြင်းရှည်ရီကြီးချနေရပြပြီးတော့သူပြောချင်တာကိုကျုပ်ကို ပြောပြခိုင်းလာတယ်ကျွေးအရောတောင်းမှမာရဲလို့ပြောပြပါဒီနောက်မှရရှိမှတကယ်မသိလို့ပါ ဒီဘက်ကဂျပန်နေလိုက်တိုင်နေကရုတ်ချင်းနေလဲရှိနေတော့သူတို့ရောဂျပန်စကန်ထင်ပြီးတော့ housewife စာနဲ့ပြည်ပြောနေမြေရှင်းလန်းလိုက်တာလို့ပြောပေးပါတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကျုပ်လည်းကပတိန်ပြောတဲ့အတိုင်းပြန်ပြောပြလိုက်တော့ဦးကြီးကနားလဲတယ်ဗျပြီးတော့ကျုပ်ကိုပြောတယ်ကျုပ်တို့ပြည်လည်းမကင်းပါဘူးဒီရောရွှေခိုင်နေရကြပါပြီကျုပ်တို့ကဖက်စစ်တွေကိုကိုအားကိုကိုပြောတိုက်နေရတကယ်ပြူဟာကြကြတိုက်တဲ့မဟာမိတ်တွေနဲ့တွေ့တော့ကျုပ်တို့ပါခံလိုက်ရတယ်လေကျွန်တော်လည်းတောင်းပန်ပါတယ်ဦးကြီးကျွန်တော်တကယ်ပဲစိတ်မကောင်းပါဘူး ရပါတယ်ဘူကြီးကကျွတ်တို့နားလဲပါတယ်ဘူကြီးကဗမာစကားဘလို့တက်နေလဲကျွန်တော်လည်းရှင်းမပြတတ်ဘူးကျွတ်တို့စကားပြောနေအောင်မှာကပတင်ကကျွတ်ကိုခေါ်ရပြကျွတ်သွားလိုက်တော့ရွာသားတွေအလောင်းကောင်းကောင်းမြေမြုပ်ပေးဖို့နဲ့မသေးပဲကြံ့နေဦးကြီးကိုကြီးပေးဖို့ကျွတ်ကိုအမိန်ပေးလာတယ်အဲ့အနေကျွတ်ကလည်းကျွတ်ရဲ့ရဲဘော်တွေနဲ့တူရွာသားတွေအလောင်းတွေကိုကောင်းကောင်းမွန်မွန်တချို့ပေးဖို့အတွက်ပြင်ဆင်ရတော့တာပေါ့ဦးကြီးကတော့ကျွတ်တို့စီတက်ကပေးထားတဲ့ချိုင်းတောင်နဲ့ရွာရဲကိုကျုံနေတူလှည့်ပတ်ကြည့်နေတာပေါ့ မီးဆွဲလောင်ရဲ့ပြင်နာအိမ်တလုံးရှိရောက်တော့ဦးကြမီးတဲ့အတင်းဝေကိုလှုပ်တယ်ဗျသူကသူ့ကိုဆွဲထားပြီးမီးရတာပေါ့ဦးကြီးဒါဘာလို့တားလဲဟိုမှာမီးလောင်နေရဲ့လေဘိုးကြီးဒါကျုပ်ရဲ့အိမ်မှာကျုပ်မီးလေးကိုကျုပ်လာခေါ်တော့မှအိမ်အမြောက်ကြီးထီတာအမလီကျုပ်မီးလေးတော့အဲ့ရတော့အချိန်နေမကောင်းတော့ဘူးကျွန်တော်စစ်သားတွေတေသူတွေမြုပ်ပြီးနေပါတယ်အဲ့နာမှာသွားပြီးတော့စောင့်ကြည့်ကြတာပေါ့ကျုပ်ကဘာမှမတွေ့ပဲပြောလိုက်မြာဦးကြီးကတော့မျက်ရည်တွေကျပြီးငိုနေပြီပေါ့ဗျာကျုပ်လည်းဘလို့နှစ်သိမ့်ပြရမှမသိဖြစ်သွားတယ် ဦးကြီးကတော့ကျောက်နောက်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့လိုက်လာပေါ့ကျောက်လေတနာနဲ့ဦးကြီးကိုမေးလိုက်တယ်ဦးကြီးဘာကူညီပေးရမလဲကျောက်တန်ခမောက်ရွာသွားခြင်းနဲ့အဲ့မှာကျောက်တို့လူမျိုးတွေရှိရဲ့အဲ့ရွာသွားတဲ့လမ်းကိုတိလားတိပါရဲ့အဲ့ဆိုတော့ကျွန်တော်လိုက်ပို့မယ်အခုလောလောဆယ်ရွာသားတွေကိုမြေမြုပ်ပေးမယ်ပုံမှန်ဆိုကျွန်တော်တို့ကမီးပုံရှိုးခဲ့တာအခုတေဆုံတာရွာသားတွေမို့လို့မြေမြုပ်ပေးမှာကျုပ်စိတ်တဝက်က left in နဲ့ကျုပ်စိတ်တဝက်ဖြစ်နေရဗျတကယ်ကိုထူးဆန်းပါတယ်မြင်သာပြောရရင်တော့လှဲရတစီတဲ့လှဲမောင်းနေသူကနှစ်ယောက် ဲ့လိုပဲလက်တင်နေဂျုံရဲ့ကိုခန္ဓာမှာကျုံနဲ့ဂျုံရဲ့စိတ်နှခွားဖြစ်နေရဗျကျုံမှန်ကြည့်ပြီးပြီကျုံရောမဟုတ်ဘူးနိုင်ငံသားသားစုဖို့တရားရေရုပ်ဗျအဲ့တော့မှကျုံလည်းသဘောပေါက်သွားတာကျုပ်တို့တွေရွာအနောက်ဘက်မှာကျင်းတွေတူပြီးရွာသားတွေကိုမြေမြုပ်တချို့ပို့တဲ့လောက်ကြတယ်ဦးကြီးကသူ့မိလေးအလောင်းရှာနေကျုပ်တို့မြေမြုပ်တဲ့အလောင်းတွေကသူ့ရွာသားတွေကြီးပဲမို့လို့ပို့ပြီးတော့စိတ်မကောင်းဖြစ်နေပါအဲ့တော့ကျုံနာကနေဘယ်သူပဲဝါဆိုတော့ပြောပြနေ။ဒါဖက်စစ်တွေကိုတိုက်ချင်းနဲ့မောင်းလာရတဲ့ဘူကြီး ီရောင်ပေးစုနဲ့ကလေးကตาအေးတဲ့ဒီကလေးကအတော်လေးမာတာစစ်ကြီးထဲမှာလူလာဖြစ်တာကန်ဆူတော့ဗောဗျာဒါတော့ညာဝင်းနဲ့သူကတိတ်တဘောကောင်းတာမရှိစင်ရင်သားတွေအမြဲကျွေးမွေးတဲ့အလှအမကြီးဗောဗျာစတူရီကတော့ခက်တဲ့ဝိတာခါလို့ခေါ်ကြတယ်သူမျက်ရည်တွေဝဲလာတယ်ဗျာစပွဲအနေထိုင်ုံတွေကိုလည်းဆက်ဆုပ်လာတယ်ရာသားတွေအလောင်းတွေကိုကြည့်ပြီးတော့လေအတော်လေးကိုစိတ်မကောင်းဖြစ်ရတယ်ဦးကြီးကတော့သူ့မြေအလောင်းမတွေ့တရားနဲ့သူ့မြေအသက်ရှင်လောက်တယ်လို့ထင်နေလေရဲ့လေဘိုးကြီး ကျုပ်မြင်မသိလောက်ဘူးကျုပ်တခမောက်ရသွားရမယ်။ဦးကြီးဒဏ်ရာရထားတယ်လေသွားလို့ဖြစ်ပါမလား။မတက်နိုင်ဘူးကျုပ်သွားရမှာပဲ။တားလို့ရမယ့်ပုံလည်းမပေါ်တဲ့အတွက်ဦးကြီးကိုတေချာကြည့်လိုက်တယ်။သူရဲ့စိတ်ခံစားချက်ကိုကိုချင်းစာမီယာမို့ကျုပ်လည်းဦးကြီးကိုကူညီပေးဖို့အတွက်ဆောင်ဖြတ်လိုက်တယ်ဗျ။အဲ့ဒါနဲ့ကပတိန်စီသွားပြီးတော့သူကခွင့်တောင်းလိုက်တယ်။ကပတိန်ကျုပ်ဒီရွာသားကြီးကိုသူသွားချင်တဲ့နေရာပို့ပေးချင်တယ်။အဲ့ဒါတော့မဖြစ်လာဘူးချုံ။ငါတို့အာတန်ဘက်ကိုစစ်ကူသွားရမယ်။ကျုပ်တို့ကိုကူညီမှဖြစ်မယ်။နောက်ကနေကျုပ်လိုက်ခဲ့ပါမယ်။ချုံ ဂျပန်ကအာတန်ဝင်တိုက်နေတယ်။ဒိုစကူပေးရမယ်။ငါမေကိုတောက်ကမပေးနိုင်ဘူးကျုံ။ကျုပ်တို့အမကြောင့်နင်နာခဲ့တဲ့သူဒီလောက်လေးမှကိုကြီးမပေးနိုင်ရင်ကျုပ်ကိုကျုပ်စစ်သားလို့မခံယူတော့ဘူးကျုပ်တို့လိုက်ပို့ပေးမှပဲကိုကိုကိုခွက်လွတ်နိုင်မယ်ကျုပ်ကစစ်ယူနီဖောင်းပါတခါတည်းချွတ်ပြလိုက်တယ်အောက်ခံအင်ဂျီလီနဲ့ပဲရက်နေမိတယ်ကျုပ်ရဲ့လိုရကိုကပတိန်ကအမိတ်ပေးပြီးတော့ကြားတယ်ကျုပ်ခယူးမဆိုင်တော့ဘူးဦးကြီးအနာကိုသွားပြီးတော့တက်ခမောက်ရွာကိုသွားဖို့ပြောလိုက်တယ်ကျုပ်ကိုတားလို့မရမှန်းသိရကပတိန်ကကျုပ်အနာကိုလာပြီးမြေပုံတစ်ခုနဲ့ရိတ်ခါတွေပေးလာတယ်ကျုံး မင်းကိစ္စပြီးဒီနေရာလိုက်လာခဲ့မင်းမှာတန်လိုက်အိမ်ညာပါလားမပါဘူးရော့ဒါကိုယူထားမင်းဆက်ဆက်ပြန်လာခဲ့ကြာလားဆော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျက်ကလေးကပ္တိန်ကိုအလေးပြုလိုက်တယ်ပြီးရနဲ့ရိတ်ခါထဲထားတဲ့အိတ်ပိုးလွှဲပြီးတော့မြေပုံကိုကြိလိုက်တယ်အင်းလေးစာနဲ့ရေးထားတဲ့အထဲမှာတန်ခမောက်ရွာရဲ့ဒီနေရာကိုပြထားတယ်ကျောက်တူရီမှာပြင်မိရဲ့နေရာကိုရွာအဖြစ်မြေပုံထဲမှာတော့မတွေ့ရဘူးအဲ့လိုနဲ့ကျုပ်ကလည်းစစ်ယူနီဖောင်းမွေးတော်ပဲဦးကြီးကိုတန်ခမောက်ရွာအထိလိုက်ပို့ရခီစတင်လိုက်တာပေါ့ဗျာဟုတ်ကဲ့ပါရှင် ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစမျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတ္တရချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။